အပိုင်း၁၁ရက်စမှဆိုရင်တော့ဖြင့်ဟာနာကလည်းကြောင်းလန့်စွာနဲ့လူတယောက်ကိုသူ့ကိုနာကျင်အောင်လို့လုံးမဲ့ထင်းနဲ့အဝေးကိုထွက်သွားခိုင်းနေပါရင်ခဏနေတော့ခရစ်ကလည်းဟာနာစီကိုရောက်ဓာတ်ပုံတစ်ပုံကိုပြစ်ချကာအခုပုံကဘာလို့ရှိနေတာလဲဆိုပြီးတော့ပြောပြပါရင်ဟာနာကလည်းဓာတ်ပုံကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ဖေရဲ့ဓာတ်ပုံဖြစ်နေတာကြောင့်တခုခုများမှားနေတာရှိလို့လားဆိုပြီးတော့မေးလိုက်ပါရင်ခရစ်ကလည်းသူ့မရှင်သွားနေတဲ့အချိန်မှာသူ့ရဲ့ခန်းထဲမှာသူ့ကိုတစ္ဆာဖောက်ထားတဲ့သူ့ရဲ့ဓာတ်ပုံကိုအတိမပေးဘဲနဲ့ထားရတာကိုဒေါသကိုမှအရန်ထွက်သွားကြောင်းဟာနာကိုပြောပြပါရင် ဟာနာကလည်းသူ့ရဲ့ဖခင်ကတေဆုံသွားပြီဖြစ်ပြီးတော့ဘာလို့အခုထိကောင်မှသူ့ရဲ့ဖခင်ကိုမုံတီးနေရတာလဲဆိုပြီးတော့သူတို့ကအခုအဲဒီကိစ္စတွေကိုမေ့ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေထိုင်ရမှာမဟုတ်ဘူးလားဆိုပြီးတော့မေးပိုင်းခရစ်ကလည်းသူကမာဖီးယားတယောက်ဖြစ်ပြီးတော့သူ့အနေနဲ့ဟာနာကိုအရန်ချစ်တယ်ဆိုရင်တော့မှဟာနာရဲ့အဖေအကြောင်းတွေကိုသူ့ရဲ့မုံကြောင့်နဲ့သူ့ခုဓာတ်ပုံကိုဆုပ်ဖြဲတော့မှဖြစ်ကြောင်းကိုပြောပြပိုင်းဟာနာကလည်းသူ့ရဲ့စီမှာသူ့အဖေရဲ့ဓာတ်ပုံကအဲ့ဒီခုပဲရှိတော့မဆုပ်ဖြဲဘူးနဲ့ခိုင်သမျှကိုအကုန်လိုက်နာပါမယ်ဆိုပြီးတော့ပြောပြမယ်လို့သူ့ရဲ့ရှိမှာပဲဓာတ်ပုံကိုဆုပ်ဖြဲပြလိုက်ပိုင်း ဟာနာကလည်းသူကအမြဲတမ်းခရစ်ကိုဆိုရင်အခွင့်အရေးပေးခဲ့ပြီးတော့အခုလည်းအခွင့်အရေးတွေနှစ်ကြိမ်တိတိကိုမှပေးခဲ့ပေမဲ့လည်းခရစ်အနေနဲ့ကတော့အမြဲတမ်းကိုမှဖြည့်ဆည်းကြောင်းကိုပြောကပါကိုချပေးလိုက်ပါခရစ်နဲ့ဟာနာတို့ဘေကျင်းကဲ့ရဲ့ချင်းမှထိုင်နေကြပေမဲ့လို့တေချာတိုင်မရှင်တစ်ခုစီမှနေနေကြတယ်လို့မျိုးပြုမှုဆက်ဆံနေကြပြီးတော့ခရစ်ကလည်းသဘောကောင်းစွာနဲ့သူ့ရဲ့အစီအကံတရားလို့ဖို့ဟာနာကိုပြောပါဟာနာကလည်းအခုလိုတွေလုပ်ပြီးတဲ့ထိတောင်မှသူ့ကိုမျက်နှာပြောင်းပြီးတော့အဲ့ဒီလိုမျိုးအကြောင်းတွေကိုပြောရဲသေးတာကြောင့်သူ့ကိုဘယ်လိုမျိုးမင်းကလေးမျိုးကိုချစ်နေရလဲဆိုပြီးတော့မေးပါရင် ခရစ်ကလည်းသူပြောနေတဲ့အရာတွေကတောင်းဆိုနေတာမျိုးမဟုတ်ဘဲနဲ့အမေပေးနေတာဖြစ်ပြီးတော့ဟာနာအနေနဲ့လက်မခံရင်သူ့အနေနဲ့တခြားသောနေလန့်တစ်ခုဖြစ်တဲ့အကျန်းဖက်ရမယ်လို့ပြောကာတနက်ကိုထုတ်ပြလိုက်ပါတယ်။ဟာနာကလည်းခရစ်ရဲ့စီကမထင်မှတ်ထားတဲ့အပြုတ်မှုတစ်ခုကြောင့်အရန်ကိုမှကြောက်လန့်သွားခဲ့ပြီးတော့ခရစ်ကလည်းသူ့အနေနဲ့အရင်ကတည်းကကိုမှဟာနာရဲ့ကြောက်လန့်နေတဲ့မျက်နှာအမှုရာကိုအရန်ကြိုက်နှစ်သက်ကြောင်းနဲ့သူ့ရဲ့ကမ်းလှမ်းမှုကိုအမြဲပဲလက်ခံလိုက်ဖို့ကိုပြောပါတယ်။ဟာနာကလည်းသူကအဲ့ဒီလိုမျိုးအရာတွေကို K-drama တွေမှာထက်ခါထက်ခါမြင်မှုပြီးဖြစ်ကြောင်းနဲ့ ဘယ်လိုမျိုးပြန်ပြီးတော့ခုခံရမလဲဆိုတာကိုတေချောင်းပြောကခရစ်ရဲ့အဓိကအားနည်းချက်နေရာကိုကန့်ပြီးတော့ပြေထွက်သွားခဲ့ပါ යි ခရစ်ကလည်းသူ့ကိုစိန်ခေါ်ရာကြောင့်ပောက်ကွဲနေပြီးတော့တစ်တော်ရဲကိုထွက်ပြေးနေတဲ့ဟာနာနောက်ကိုလိုက်လာရင်းနဲ့ပဲရက်ဖို့ပြောလိုက်ပါ යි ဟာနာကလည်းခရစ်ကိုတစ်တော်ရဲကနေရာတစ်ခုမှာမျက်ခြေပြက်ကအရန်ကိုမှကြောက်ရွံ့နေတာကြောင့်ပုံနေခဲ့ပါ යි ခရစ်ကလည်းဟာနာကိုထွက်လာဖို့ပြောကာလိုက်ရှာနေပြီးတော့ရှာမတွေ့တော့တာကြောင့်သူ့ရဲ့လက်အောက်ငယ်သားတွေကိုပါခေါ်ပြီးတော့ရှာပေးမယ်လို့ဘာကြောင့်ကြောင်းမှန်းကိုမှမသိပေမဲ့လို့အရှိကိုမရှာပဲနဲ့အနောက်ဘက်ကိုပဲနေရာအနှံ့ကိုလိုက်ရှာနေတာကြောင့်မတွေ့ပဲဖြစ်နေရပါတယ်။ခရစ်ရဲ့တပည့်တွေကလည်းသူတို့ရဲ့ boss ကိုသူတို့တစ်တော်တစ်ခုလုံးကိုရှာပေးပြီးဖြစ်ပေမဲ့လို့လေဒီဟာနာကိုတော့ရှာမတွေ့ကြောင်းနဲ့ဂျောက်ကန်မတစ်ခုတည်းကိုပြုတ်ကြသွားတာဖြစ်နိုင်ကြောင်းကိုပြောပါတယ်။ ရစ်ကလည်းအဲ့ဒီကိစ္စကဖြစ်နိုင်နေတာကြောင့်သူ့ရဲ့တပည့်တွေကိုရှာဖို့ပြောပေးမယ်လို့တပည့်တွေကလည်းအခုကညာဘက်ဖြစ်နေတာကြောင့်အသေးခွဲနေတဲ့ကောင်လေးတယောက်ရဲ့ရှင်ဘက်ထဲကခန်းစားချက်တွေလိုမျိုးအမှောင်ကျနေပြီးတော့အလင်းရောင်ကောင်းကောင်းမလုံလောက်တာကြောင့်ရှာလို့မရကြောင်းကိုပြောပြပါ යි ။နောက်နေ့ကျရင်သူတို့ဒီတတော်တွေကိုလာပြီးတော့ရှာကြမယ်ဖြစ်ကြောင်းအခုကညာလဲနောက်ကျနေပြီဖြစ်တာကြောင့်အိမ်မဲပြန်ရအောင်ပြောကထွက်သွားကြပါတော့ရင်ခရစ်စတိုတွေကလည်းထွက်သွားတော့မှဟာနာကလည်းအသက်ကိုဝဝရှုနိုင်သွားခဲ့ပြီးတော့ခရစ်စတိုတွေမနဲ့ပြန်ဒီတော်တွေကိုပြန်လာမှဖြစ်တာကြောင့်အခုညရှာဖို့ထွက်သွားရပါတော့ရင် ဟာနာကလည်းသူ့ရဲ့ကောင်းလေးနောက်တယောက်ဖြစ်တဲ့ဒေမီယန်ရဲ့အိမ်ကိုပြေးလာပြီးတော့လူတကာဝါကလူခော့ဘဲကိုတီးလိုက်ပါယ်ခဏနေတော့အဆောင်ကလည်းထွက်လာခဲ့ပြီးတော့ဟာနာကိုတွေ့သွားတဲ့အကြောင်းသူဘာလို့ပြေးရမလဲဆိုပြီးတော့ပြောပါယ်ဟာနာကလည်းဒေမီယန်နဲ့တွေ့ကျင်ကြောင်းကိုပြောတဲ့ချိန်မှာတော့အိမ်အဆောင်ကြီးကလည်းဒေမီယန်ကခရီးထွက်နေတာဖြစ်နေတဲ့အကြောင်းဒီမှာမရှိဘဲနဲ့မနေ့ဖြန်မှပြန်ရောက်မှဖြစ်ကြောင်းကိုပြောပြပါယ်ဟာနာကလည်းဒေမီယန်ကအိမ်မှာသူ့ရဲ့အခြေအနေတွေအကြောင်း ဘာလို့ရမလဲကိုအတော်တန်ကြာစဉ်းစားနေရပြီးတော့ခဏနေတော့အင်းရဲ့အဆောင်ကြီးကိုသူကိုစာရွက်နဲ့ဘောပင်လေးတခြားလောက်ငှားပေးလို့ရမလားဆိုပြီးတော့မေးလိုက်ပါအင်းရဲ့ဆောင်ကြီးကလည်းဟာနာကိုခဏလာဆောင်ပေးဖို့ပြောကပစ္စည်းတွေကိုအိမ်ထဲမှာတွားယူပြီးတော့ပြန်လာကပေးလိုက်ပြီးတော့ဟာနာကလည်းစာရွက်ပေါ်မှာစာလားပုံလားမသိတဲ့တခုခုကိုရေးဆွဲနေတယ်လို့လည်းဆွဲလိုက်ခဲ့ပါတယ်။အင်းရဲ့ဆောင်ကအခုရဲ့စာကိုဒေမီယန်ကိုပေးပေးဖို့ကိုပြောလိုက်ပြီးတော့အင်းရဲ့နေရာကနေကိုပြေးထွက်သွားခဲ့ပြီးတော့အဆောင်ကလည်းဟာနာရဲ့အခြေအနေတွေကိုကြည့်ကပြဿနာတွေဖြစ်လာမှန်းသိပေမဲ့လို့ ဘာမှမသိတယ်လို့သူ့အနေနဲ့ဘာမှကိုမလုပ်ပေးနိုင်တာကြောင့်လဲဝမ်းနေနေခဲ့ပါ යි ။ဟာနာကလည်းကားကိတ်ကိုကောင်နာကဝန်ထမ်းမလေးကိုအခုထိမန်နေဂျာကိုသွားမဲ့ဘတ်ကားကြံနေသေးတာလားဆိုပြီးတော့မေးခဲ့ပါ යි ။ဝန်ထမ်းကောင်မလေးကလည်းဂျာမနီကိုသွားမဲ့ကားကမနေ့ဖြန်မှလာမှာဖြစ်ပြီးတော့အခုပဲလက်မှတ်ဝင်မှာလားဆိုပြီးတော့တင်တန်းကတင်လာတဲ့အတန်အတင်းကိုမှမေးကရောင်းနေခဲ့ပါ යි ။ဟာနာကလည်းကောင်နာကနေလက်မှတ်တစားကိုဝယ်လိုက်ခဲ့ပြီးတော့ဝန်ထမ်းမလေးကလည်းဟာနာကိုအထက်ကထိုင်နေတဲ့နေရာမှာစောင့်နေဖို့ပြောလိုက်ပြီးတော့ဟာနာကလည်းအထက်ကိုဝင်သွားကာထိုင်နေပြီးတော့ သူ့အနေနဲ့ဒီမျိုးကနေအမြန်ဆုံးထွက်သွားခြင်းပဲဖြစ်ကြောင်းကိုလည်းတွေ့နေပါတယ်။မနေ့ကရောက်လာတော့ဒေမီယန်ကလည်းပြန်လည်ရရှိလာခဲ့ပြီးတော့အိမ်လေးကိုဝင်ပို့လာနေတဲ့အိမ်ရဲ့အဆောင်ကလည်းအလောတကြီးနဲ့ကိုမှထွက်လာတာကြောင့်ဒေမီယန်ကလည်းဘာကိစ္စရှိလို့အခုလိုမျိုးလောနေရတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။အဆောင်ကလည်းမနေညာကအိမ်ကိုဟာနာလာသွားကြောင်းပြောပြပြီးတော့ဒေမီယန်ကလည်းသူ့ရဲ့စီကိုဘာလို့လာတာလဲဆိုပြီးတော့စဉ်းစားနေတော့မှပဲအဆောင်ကလည်းမနေညာကဟာနာလာတဲ့အချိန်တုန်းကခနာကိုမှဒဏ်ရာတွေလည်းရထားတယ်လို့ဒေမီယန်ကိုလည်းစားတဲ့ဆောင်ထားခဲ့ကြောင်းပြောကားပေးလိုက်ပါတယ်။ ဒေမီယန်ကလည်းစာကိုဖတ်ကြည့်လိုက်တဲ့အခါမှာတော့အခုအချိန်ဖြစ်ပြက်များစွာဖြစ်ခဲ့ပြီးတော့ဒေမီယန်ရဲ့သူ့ပေါ်ထားတဲ့ခန်းစားချက်အတုံးချခဲ့မိတယ်လို့သူ့ရဲ့အချိန်ကမကြခင်ကွန်ဆုံတော့မှဖြစ်တာကြောင့်သူဒီမျိုးကနေထွက်သွားတော့မှလည်းဖြစ်ပါတယ်။သူ့အနေနဲ့ကလည်းနာကျင်စရာကောင်းလွန်လာတဲ့မျက်ညံတွေကိုမေ့ပြက်ကဘဝအတွက်ကိုစတင်တော့မှဖြစ်ပြီးတော့သူ့ကိုကူညီပေးခဲ့တဲ့သူကိုလည်းကျေးဇူးတင်တယ်လို့အခွင့်အရေးရှိရင်ဒီမျိုးကနေကိုမထွက်သွားခင်ဒေမီယန်နှုတ်ဆက်စကားပြောသွားခြင်းကြောင့်ကိုလည်းရေးသားထားတာပဲဖြစ်ပါတယ်။ဒေမီယန်ကလည်းကားနဲ့အမြန်ပဲကားကိတ်ရှိရာစီကိုမောင်းထွက်လာခဲ့လိုက်ပြီးတော့ အဲဒီကိုရောက်တဲ့အခါမှာတော့ထွက်ခွာရောမဲ့ကားပေါ်မှာထိုင်နေတဲ့ဟာနာကိုမြင်လိုက်ရပါတယ်။ဟာနာကလည်းကားပေါ်မှာထိုင်နေရင်လည်းအမှတ်တရများစွာပြေးနေတဲ့မျိုးကိုနှုတ်ဆက်ကဘဝတစ်အတွက်ကိုမှတွေးတောနေရင်လည်းဒေမီယန်ကလည်းဟာနာကိုခေါ်လာတာကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်ပါတယ်။ဒေမီယန်ကလည်းဟာနာကိုဒီနေရာကနေကိုမတော်ဘူးမျက်ရည်တွေနဲ့ကိုတားနေပေမဲ့လည်းဟာနာကလည်းနှုတ်ဆက်ပါတယ်လို့ပြောကပြမလာတော့တဲ့သူမလိုပဲထွက်သွားခဲ့ပြီးတော့ဒေမီယန်ကလည်းကြံရစ်သူတွေလိုပဲဝမ်းနဲ့ကငိုကြွေးနေခဲ့ပါတော့တယ်။ မနေ့ရောက်တဲ့ခါမှာတော့ခရစ်ရဲ့တပည့်တွေကလည်းတစ်တော်ရဲ့နေရာနှက်ကိုမှရှာကြကပြန်လာခဲ့ကြပြီးတော့တပည့်တွေကလည်းခရစ်ကိုသူတို့တစ်တော်ရဲ့ကိုအနှက်ရှာကကြောက်ကန်းဝါရဲ့အောက်ခြေကိုတော့နေရာနှက်ရှာခဲ့ပေမဲ့လို့ရှာလို့မတွေ့ကြအောင်ပြောပြပါရင်ခရစ်ကလည်းတစ်တော်ရဲ့မှာဟာနာကိုမတွေ့တဲ့အကြောင်းနောက်ထပ်တနေရာဖြစ်တဲ့ဒေမီယန်ရဲ့အိမ်မှာပုံအောင်နေနိုင်တဲ့အကြောင်းထွက်လာခဲ့လိုက်ပါတော့ရင်ခရစ်ကလည်းဒေမီယန်ကိုအိမ်ထဲမှာဟာနာကိုဖွက်ထားတယ်မလားဆိုပြီးတော့မေးတဲ့ခါမှာတော့ဒေမီယန်ကလည်းခရစ်ကြောင့်ဟာနာကအမြဲတမ်းကိုမှဝန်းနေပြီးတော့ထွက်ပြေးနေရအကြောင်းကိုပြောပါရင် ခရစ်ကလည်းစကားလမ်းကြောင်းမလွဲဘူးဂျေမီယန်ကိုပြောကအိမ်ထဲမှာပုံအောင်မနေဘူးသူ့အနေနဲ့ဟာနာကိုအသက်ရှင်နေရဲ့အေးစစ်စစ်ဘယ်တော့မှထားမှာမဟုတ်ဘူးလို့ပြောတဲ့ကြောင်းဂျေမီယန်ကလည်းဟာနာရဲ့ပုံမှာမတရားနိုင်ခြင်းနဲ့ဆိုကနှစ်ယောက်သားကတော့ရင်းကျုံနဲ့မျိုးအောင်လိုမျိုးထိုးကြပါတော့တယ်နှစ်ယောက်သားကတော့သူတပြန်ကိုတပြန် fighting ပလိနေကြတော့မှလည်းနောက်ဆုံးမှာတော့ခရစ်ကလည်းမှောက်သွားတဲ့ကြောင်းနေရာကနေကိုထွက်သွားခဲ့ပါတော့တယ်ဂျေမီယန်ကလည်းဟာနာအနေနဲ့ဘဲသွားတယ်ဆိုတာကိုသိရမဲ့ကားလက်မဲ့ရောင်းတဲ့သူကိုမေးရပေမဲ့လို့ဆိုကာ ထွက်လာလိုက်ခဲ့ပြီးတော့ကားလမ်းမဲ့ရောင်းတဲ့နေရာကိုရောက်တော့ကောင်တာကဝန်ထမ်းကိုဟာနာရဲ့ဓာတ်ပုံကိုပြကမြင်မှုလားဆိုပြီးတော့မေးပါတယ်။ဝန်ထမ်းကလည်းအဲ့ဒီမိန်းကလေးကမင်းညားကပဲကားလမ်းမဲ့လာဝယ်သွားကြောင်းပြောတဲ့ခါမှာတော့ဘယ်ကိုဝယ်သွားတာလဲဆိုပြီးတော့ပါထပ်မေးလိုက်ပြီးတော့ဝန်ထမ်းကလည်းဂျာမနီကိုဝယ်သွားတာဖြစ်ကြောင်းပြောပြလိုက်တာကြောင့်ဒမီယန်ကလည်းဝန်ထမ်းမလေးကိုကျေးဇူးတင်ကြောင်းပြောကကားရဲကိုပြန်လာခဲ့ပါတယ်။ဒမီယန်ကလည်းဂျာမနီကအရန်ကြီးမာတာကြောင့်သူ့အနေနဲ့ရှာဖို့မလွယ်ပေမဲ့လို့ဟာနာရဲ့အကြောင်းကိုတရားဖို့အတွက်ကတော့စူးစမ်းရမယ်လို့တွေးနေမိခဲ့ပါတယ်။ဟာနာကလည်းအိမ်ကားနေပြီးတော့အိမ်ပိုင်ရှင်ကို ူရင်စုံအိမ်ငါးကောက်ကိုတဝက်ပေးထားမှာဖြစ်ပြီးတော့အပြစ်ကိုတော့လာကုန်ရင်ပေးလို့အဆင်ပြေမလားမေးတဲ့အခါမှာတော့အိမ်ပိုင်ရှင်ကလည်းအဆင်ပြေကြောင်းနဲ့လာကုန်ကနေကြရင်လာကောက်ကိုအမြန်ပေးဖို့နဲ့အခုတော့ပေးခဲ့မယ်လို့ပြောကထွက်သွားခဲ့ပါတော့ရင်ဟာနာကလည်းအိမ်ထဲကိုရောက်လာတော့သူ့အနေနဲ့အဲ့ရလေတို့ကလည်းအရန်ကိုအင်းနေပေမဲ့လို့နေရတာကတော့အဆင်ပြေတယ်လို့အင်္ဂါကပေးဖို့နဲ့သူ့ရဲ့ဘဝအလုံးရှာရမှာကိုလည်းတွေ့နေခင်မိပါတယ်။ဟာနာကလည်းဂရင်ဘေးနာကကြောင်လေးကိုတွေ့သွားခဲ့ပြီးတော့ကြောင်လေးကလည်းအရန်ကိုမှချစ်စရာကောင်းတယ်လို့သူ့ကိုလည်းကြိုက်နှစ်တက်နေတာကြောင့် ိမ်မှာနေရတာကတယောက်တည်းမဖြစ်တော့တဲ့အတွက်ကိုမှပြောနေခဲ့ပါတော့ရင်ဟာနာကလည်းမြို့ထဲမှာလမ်းလျှောက်ရင်းနဲ့အလုံးလိုက်ရှာနေပြီးတော့မြို့ကလည်းအရန်ကိုမှကြီးလွန်းတာကြောင့်ဘယ်သွားရမယ်မသိပဲဖြစ်နေပေမဲ့လည်းဘဝအတွက်စဉ်းစားကမရရအောင်လို့ရှာဖို့ထပ်ပြီးတော့ထွက်လာခဲ့လိုက်ပါတော့ရင်ဟာနာကလည်းစားတော့ဆိုင်တိုင်ကိုဝင်လာခဲ့ပြီးတော့ဆိုင်ဝင်တန်းကလည်းဘာစားခြင်းလဲဆိုပြီးတော့မေးပေးမယ်လို့ဟာနာကတော့သူကအစားစားဖို့လာတာမဟုတ်ဘဲနဲ့မေးစရာတစ်ခုရှိကြောင်းပြောပြပါရင်ဟာနာကလည်းအခုဆိုင်မှာဝင်နေလက်ခံသေးလားဆိုပြီးတော့ဆိုင်ရှင်ကိုမေးပေးလို့ရမလားဆိုပြီးတော့ပြောတဲ့အခါမှာတော့ သူကစိုက်ပိုင်ရှင်ဖြစ်ပြီးတော့စိုက်မအလို့သမားလက်ခံသေးတယ်လို့မိန်းကလေးနေနဲ့အလုပ်လုပ်ချင်ရင်လည်းဒီနေ့လဲဝင်လို့ရတယ်လို့မနေ့ဖြန်မှလည်းအလုပ်ဝင်လို့ရကြောင်းပြောပြပါ යි ။ဟာနာကလည်းအဲ့ဒါကိုကြားတဲ့အခါမှာတော့သူ့အနေနဲ့ဒီနေ့မျိုးထဲမှာပဲတနေ့လုံးလမ်းလျှောက်ပြီးတော့အလုပ်ရှာနေရပြီးတော့ပင်ပန်းနေတာကြောင့်မနေ့ဖြန်ကျမှအလုပ်ဝင်မယ်လို့ပြောခဲ့ပါ යි ။ဟာနာကိုဆန်းရှင်ကလည်းသူ့ရဲ့ခုတော့ခဏနာဖို့နဲ့အစားအသောက်တွေချပေးမှဖြစ်ကြောင်းပြောပေးမယ်လို့ဟာနာကလည်းအဲ့ဒီလိုမျိုးလှုပ်ပေးဖို့မလိုအပ်ကြောင်းပြောပေးမယ်။ဆန်းရှင်ကတော့သူ့ကိုအားနာဖို့မလိုကြောင်းပြောကာဆိုင်ထဲမှာထိုင်ခိုင်းလိုက်ပါ යි ။ ဆိုင်ရှင်ကတော့ခဏနေတော့ဟာနာစီကိုအစားအစာတွေလာချပေးပြီးတော့ဒီမျိုးမှကြီးပြင်းလာတာမဟုတ်ဘူးလားဆိုပြီးတော့မေးလိုက်ပါရင်ဟာနာကလည်းဒီမျိုးမှကြီးပြင်းတဲ့သူတယောက်တော့မဟုတ်ပေမဲ့လို့ဂျပန်မှာပဲကြီးပြင်းခဲ့တဲ့သူဖြစ်ကြောင်းပြောပြခဲ့ပြီးတော့ဆိုင်ပန်ရှင်ကလည်းကောင်းပါလိတယောက်ဆိုင်ကိုရောက်လာတာနဲ့ဘာမဆိုင်ညာမဆိုင်သူ့နာမည်က SK ဖြစ်ကြောင်းပြောလိုက်တာကြောင့်ဟာနာကလည်းသူ့ရဲ့နာမည်ကိုပြန်လည်မိတ်ဆက်လိုက်ပြီးတော့သူ့ရဲ့စားစာတွေပုံနေတော့စားခြင်းကြောင်းပြောကာစကားစကိုဖျက်လိုက်ခဲ့ပါတော့ရင်ဟာနာကလည်းအိမ်ပြန်ရောက်တာနဲ့အိမ်ရပေါ်မှာလဲချလိုက်ပြီးတော့သူဒီနေ့အရန်ကိုမှပင်ပန်းခဲ့တာကိုတွေ့နေမိခဲ့ပါတယ် ။ဒါပေမဲ့လို့ပြင်မရတဲ့အကျိုးခံစား권ဖြစ်ကိုမှအလို့တစ်ခုရလာတာကြောင့်သူ့ရဲ့ခေါင်းကကိုက်ပြီးတော့ဘိုက်ကပါအောင်လာတာကြောင့်ဘရွန်နဲ့ကိုလမ်းဆန်းသွားအောင်လို့မျက်နှာတက်လိုက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ရဲ့အခြေအနေတွေကိုစစ်ဆေးကြည့်လိုက်ပါ යි ။ဟာနာကလည်းစစ်ဆေးမှုတွေကိုကြည့်ပြီးသွားတဲ့အခါမှာတော့အရန်ဆုံနေတဲ့အချိန်မှာကလေးရလာတာကြောင့်စိတ်ညစ်သွားခဲ့ရပါ යි ။ဒါပေမဲ့လေသူ့ရဲ့ကလေးအတွက်ကိုမှအတင်းကခရစ်နဲ့ရတဲ့ကလေးဆိုပေမဲ့လေခရစ်ကသူ့ကိုမုန်းနေရင်တောင်မှသူကတော့အခုကလေးကိုအကောင်းဆုံးစောင့်ရှောက်မှဖြစ်တယ်လို့အမြဲတမ်းခရစ်ကိုချစ်နေမယ်လို့တွေးနေပါတော့ရင် နောက်နေ့ရောက်တော့ခရစ်ကလည်းစိုင်းမလုံးလုံးနေပြီးတော့ဟာနာလူများနေတာကြောင့်အနှဲငယ်ပင်မနေတဲ့ပုံပေါ်နေတာကြောင့်စိုင်းပန်ရှင်ကလည်းဟာနာကိုစိုင်းမလုံးလုံးတယ်ဆိုပေမဲ့လို့ဟာနာရဲ့ကလေးတော်ကိုမှဂရုစိုက်ပေးဖို့ပြောလိုက်ပါတယ်။ဟာနာကလည်းသူ့ကိုဂရုစိုက်ပေးလို့ကျေးဇူးတင်ကြောင်းနဲ့ဒါပေမဲ့လို့သူ့ရဲ့လုပ်ကိုတော့တာဝန်ကျေပွန်စွာလုပ်မယ်လို့ပြောလိုက်ပြီးတော့စိုင်းရှင်ကလည်းသူ့ဟာနာအတွက်ကူညီတဲ့အနေနဲ့လာစာကိုအခုလာကစပြီးတော့နှစ်စာတိုးပေးမယ်ပြောတာကြောင့်ဟာနာကလည်းစိုင်းရှင်ကိုကျေးဇူးအရမ်းတင်ကြောင်းပြောပြလိုက်ပါတယ်။ ဒေမီယန်တို့တွေကလည်းဂျာမနီကိုရောက်လာခဲ့ကြပြီးတော့လမ်းမပေါ်မှာကားကိုရပ်လိုက်ကသူ့ရဲ့တပည့်ကိုသူခုပေးထားတဲ့ poster တွေကိုမြို့ရဲ့နေရာအနှက်မှာ like ခဲ့ရမယ်ဖြစ်ကြောင်းအမိန့်ပေးလိုက်ပြီးတော့သူ့ရဲ့တပည့်တွေကလည်းမြို့ရဲ့နေရာအနှက်မှာ like ခဲ့ပါတော့ရင် Chris ကလည်းသူ့ရဲ့စီကိုရောက်လာတဲ့အခါမှာတော့ဟာနာရဲ့အကြောင်းကိုဗာတင်အချက်လက်တွေကိုရထားတယ်ဆိုပြီးတော့မေးတဲ့အခါမှာတော့သူ့ရဲ့တပည့်တွေကလည်းဒေမီယန်တို့ပြောနေတဲ့စကားတွေနဲ့ video ကိုပြလိုက်ပြီးတော့ Chris ကလည်းဟာနာကဂျာမနီမှာရှိနေတယ်ဆိုတာကိုတီးသွားတာကြောင့်လိုက်သွားဖို့ပြင်လိုက်ပါတော့ရင် ဟာနာကလည်းလမ်းလျှောက်နေရင်လည်းလမ်းမှာသူ့ရဲ့ပုံကိုနေရာနှက်နေမှာတွေ့နေတာကြောင့်သူ့ကိုအခုနေရာမှာဘယ်သူမှတတိမထားမိလို့မရဘူးလားဆိုပြီးတော့တွေ့ကအလုံးလုံးတဲ့ဆိုင်ကိုထွက်လာခဲ့ပါတော့ရင်ဟာနာကလည်းဆိုင်ကိုရောက်တဲ့အခါမှာတော့မက်စတာထားရကိုမြင်တာကြောင့်ဘာလို့မက်စတာထားရလဲဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့ဟာနာကလည်းဆိုင်ရှင်ကိုအန်နီယံမဖြစ်ချင်တာကြောင့်သူ့ကိုတရားရလိုက်ရှာနေတယ်ဆိုတာကိုမပြောဖို့အတွက်ကိုမှဆုံးဖြတ်လိုက်ပါဟာနာကလည်းကူးဆက်ယောဂတခုရှိလို့ဘတ်စတက်ထားကြောင်ပြောပြတဲ့ခါမှာတော့အက်စကာကလည်းနေမကောင်းဖြစ်နေရင်လေဟာနာအနေနဲ့အလိုလိုဖို့အရန်ကိုမှတွန်းအားပေးစရာမလိုကြောင် အကြောင်းရင်းမရှိဘဲအရန်တွေဟာနာကိုဂယုစိုက်ပေးနေပါတော့တယ်။ဟာနာကလည်းသူကဒီတိုင်းရိုရိုတက်တက်အေးမိတာလေးတာဖြစ်ကြောင်းအက်စကာစစ်မပူအောင်လို့ပြောပြလိုက်ပြီးတော့အက်စကာကလည်းသူကအလုပ်ကိစ္စနဲ့ပြင်ကိုသွားစီရလေးရှိတာကြောင်းအခုစားတောက်ဆိုင်ကိုအပ်ခဲ့မယ်လို့ပြောပြီးတော့ဟာနာကလည်းသူတေချာဂယုစိုက်ထားမှဖြစ်တာကြောင်းစိတ်ချလက်ချသွားဖို့ကိုပြောလိုက်ခဲ့ပါတော့တယ်။ဟာနာကလည်းချင်းချင်ရုံးနဲ့ကိုဝင်ကယူနီဖောင်းကိုလဲလိုက်ပြီးတော့မကြခင်မှာရောက်ရှိလာတော့မယ်ကတ်စတမာတွေတွေ့ကုန်မှပြင်ဆင်နေပါတော့တယ်။ ခဏနေတော့ခရစ်တိုကလည်းဂျာမနီကိုရောက်လာကြပြီဖြစ်ကြောင်းပြောတဲ့အခါမှာတော့ခရစ်ကလည်းသူ့ရန်ကုန်မှာပင်ပန်းနေတာကြောင့် coffee san design ကိုဝင်ပြီးတော့အနားယူရအောင်လို့ပြောလိုက်ပါတော့ရင်ခရစ်တိုတွေကလည်းရေဆက်ဆုံနေဆိုတဲ့အတိုင်းပဲဟာနာရဲ့ဆိုင်ကိုဝင်ကထိုင်လိုက်ပြီးတော့ဟာနာကလည်းခရစ်ရဲ့တပည့်စီကိုလာကဘာမှမလဲဆိုပြီးတော့မေးပြမယ်လို့တပည့်ကလည်းသူကအော်ရာမှမမဟုတ်ကြောင်းကိုပြောခဲ့ပါတယ်။ဟာနာကလည်းခရစ်စီကိုလာခဲ့ပြီးတော့ဘာမှမလဲဆိုပြီးတော့ပြောတဲ့အခါမှာတော့ခရစ်ကလည်းဝေဒါရဲ့အတန်ကဟာနာရဲ့အတန်နဲ့အရင်ဆင်တူတာကြောင့်မော်ကြည့်လိုက်တဲ့အခါမှာတော့ ာနာကလည်းခရစ်စမန်တတိထားပြီးတော့ဘာလို့သူဒီကိုရောက်နေတာလဲဆိုတာကိုစဉ်းစားနေခဲ့ပါ යි ခရစ်ကလည်းသူ့ကိုကော်ဖီတစ်ခွက်ပဲပေးဖို့ပြောကမှားလိုက်ပြီးတော့ဟာနာကလည်းအနီးနားကိုလာချပေးလိုက်တဲ့ခါမှာတော့ဟာနာရဲ့အနီးနားကိုကတ်ကဆစ်ဆစ်ကြည့်လိုက်တဲ့အခါမျက်လုံးတွေကတူတူတာကြောင့်ခရစ်ကလည်းဟာနာမှန်တီသွားခဲ့ပြီးတော့သူ့ရဲ့အိမ်ကိုပြန်လိုက်ဖို့ပြောခဲ့ပါ යි ဟာနာကလည်းခရစ်ကသူ့မှန်တီသွားတာကြောင့်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုစဉ်းစားနေပြီးတော့ဟာနာကလည်းကျမကဟာနာမဟုတ်ဘူးဟာနာကဘာလို့လဲကျမမတီချောင်းကိုပြောပြနေခဲ့ပါ යි ခရစ်ကလည်းဟာနာကိုသူ့ကိုမလိမ်ဖို့ပြောကအတင်းဆွဲခို့ဖို့လုပ်တာကြောင့်ဟာနာကလည်းသူကအခုဆိုင်ကဝေတာတယောက်ဖြစ်ပြီးတော့သူ့ကိုအကြမ်းဖက်ရင်လုံခြုံရေးတွေနဲ့ခေါ်ထုတ်မယ်လို့ပြောလိုက်ပြီးတော့ခရစ်ကလည်းသူ့ရဲ့ထင်မြင်ချက်ကမှားတယ်လို့ဖြစ်တယ်လို့တွေးကဝေတာကိုတောင်းပန်ကဆိုင်ထဲကနေကိုထွက်ခွာသွားခဲ့ပါတော့ရင်ခရစ်ကလည်းဆိုင်ထဲကနေအပြင်ထွက်လာရင်လည်းဝေတာကိုတစင်းစင်းကြည့်ကထွက်သွားခဲ့ပြီးတော့ဟာနာကလည်းခရစ်ထွက်သွားတော့သူ့ရဲ့မိဘတွေအကြောင်းကိုတွေးမိရင်လည်းတက်ပြင်းချလိုက်နိုင်ပါတော့ရင်ခဏနေတော့အက်စကာကလည်းဆိုင်ကိုရောက်လာခဲ့ပြီးတော့ဟာနာကိုအဆင်ပြေရလား ူပါများကိုညီပေးရအောင်မလဲဆိုပြီးတော့မေးတဲ့အခါမှာတော့ဟာနာကလည်းသူကဝေတာတယောက်ဖြစ်တာကြောင့်တာဝန်ကိုကျေပွန်အောင်တာလှုပ်ချောင်းကိုဖြစ်တယ်ဆိုတာပြောပြလိုက်ပါတယ်။အက်စကာကလည်းဟာနာကိုဒီနေ့အတွက်လိုအပ်ကကိုပေးလိုက်ပြီးတော့ဟာနာကလည်းအက်စကာကိုဘာလို့ဒီနေ့လားဆာကအဲ့ဒီလောက်များနေတာလဲဆိုပြီးတော့ပြောတဲ့အခါမှာတော့သူကလည်းဟာနာရဲ့ကိုဝင်အတွက်နည်းနည်းဖြစ်ဖြစ်နဲ့ကိုညီချင်းချောင်းပြောကဟာနာကိုကိုယ်ဆိုင်ပေးပြီးတော့သူမကြခင်မှာစိုင်တိန်တော့မှဖြစ်တာကြောင့်ဟာနာကိုဂျူတီတိန်ဖို့ပြောလိုက်ပါတယ်။ဟာနာကလည်းယူနီဖောင်းလေးကထွက်လာခဲ့ပြီးတော့ ဟာနာလေလမ်းမှာဒီနေ့ရလာတဲ့လဆာကအရင်များပြီးတော့အိမ်လာကပေးနိုင်တော့မှာဖြစ်တာကြောင့်ပြောနေခဲ့ရပြီးတော့ဟာနာကလည်းဒီပတ်စံနဲ့သားဆိုရင်အိမ်လာက3လကကိုပေးလို့ရတာဖြစ်ကြောင်းတွေးနေတော့ဘီနာကကြည့်နေတဲ့လူတယောက်ကဟာနာရဲ့ပတ်စံကိုမြင်သွားပြီးတော့ပြေးလာကသူ့ကိုပတ်စံပေးဖို့ပြောကလူယူသွားခဲ့ပါတော့ရင်ဟာနာကလည်းအဆောင်ကိုတရရအလို့တုတ်သမားကိုဖမ်းပေးပြီးတော့ပတ်စံကိုယူလာပေးဖို့ပြောလိုက်ခဲ့ပါရင်ဟာနာကလည်းပတ်စံယူလာပေးတဲ့သူကဒေမီယန်ပဲတည်နေပေမဲ့လည်းကျေးဇူးတင်ကြောင်းပြောလိုက်ပြီးတော့ဒေမီယန်ကလည်းဟာနာမလားဆိုပြီးတော့မေးပေးမယ်လို့ ဟာနာကတော့ထွက်သွားခဲ့ပြီးတော့ဒေမီယန်ကလည်းဟာနာကိုထွက်မသွားဘူးပြောကာတားလိုက်ပါရင်ဟာနာကလည်းဒေမီယန်ကိုခေါ်ကာစကားလက်ခံပြောပြီးတော့သူ့အနေနဲ့လွလွလဲ့လဲ့နေခြင်းတာကြောင့်ဒေမီယန်ရဲ့ body guard တွေ poster တွေကိုဖျောက်ပေးဖို့တားဆိုလိုက်ပြီးတော့ဒေမီယန်ကလည်းသူ့ရဲ့ body guard တွေကိုလှောက်ဆောင်ခိုင်းမယ်လို့ပြောလိုက်ခဲ့ပါရင်ဟာနာကလည်းသူ့ရဲ့စီမှာခရစ်စတန်ရတဲ့နောက်ထပ်ကိုဝင်တစ်ခုရှိနေကြောင်းပြောတဲ့အခါမှာတော့ဒေမီယန်ကလည်းအဲ့ဒါဆိုရင်ဘာလို့ဒီမျိုးကိုပြောင်းလာခဲ့တာလဲဆိုပြီးတော့မေးတဲ့အခါမှာတော့သူ့ရဲ့ခံတွေကသူ့ရဲ့ဖုန်ကိုဖျက်ဆီးလိုက်တာကြောင့်ခရစ်ကိုမုန်းတီးပြီးတော့ထွက်လာခဲ့လိုက်တာလို့ပြောခဲ့ပါရင် ။ဒေမီယန်ကလည်းအဲ့ဒါကိုကြားတဲ့အခါမှာတော့ခရစ်စတန်ဟာနာကကွာရှင်းပိတာဖြစ်တာတောင်မှဟာနာကိုဒုက္ခပေးနေတာအယံများနေပြီဖြစ်ကြောင်းနဲ့ဟာနာရဲ့ကိုဝင်ကိုလည်းခရစ်ကတာဝန်မယူရင်တော့သူကတာဝန်ယူပေးမှာဖြစ်ပြီးတော့ဟာနာကိုလည်းသူမလင်ကြောင်းနဲ့သူတကယ်ပဲတာဝန်ယူမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါ යි ။ဟာနာကလည်းအဲ့ဒီကမ်းလှမ်းမှုကိုလက်မခံချင်တယ်လို့သူ့ရဲ့နှလုံးသားကိုတခြားလူတယောက်စီကိုထပ်ပြီးတော့မပေးချင်တော့ကြောင်းပြောကာငင်းလိုက်ရင်လည်းဒီပိုင်းလေးကတော့ဒီမှာနေပဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါ යි ။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဗီဒီယိုလေးကိုကြားနေတတ်တယ်ဆိုရင်လည်းပဲ VPN လေးဖွင့်ကြည့်ပေးပြီးတော့ကျွန်တော်တို့ကိုစပို့ပေးခဲ့လို့ရပါတယ်နော်။ကဲဒါဆိုရင်နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြတာပေါ့လားဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။